ားလုံးပဲမင်္ဂလာပါရေဘော် ED channel ကနေပြန်လည်ကြိုဆိုပါရစေ။အဒီနေ့ကျွန်တော်ပါအကြောင်းပြောမှာလဲဆိုတော့ကျွန်တော်တို့ပြည်ရင်းကိစ္စတော့မဟုတ်ပါဘူး။ဒါကတော့နိုင်ငံတကာမှာ timeline ပေါ့နော်။လက်ရှိဖြစ်ဖြစ်နေတဲ့အခြေအနေတွေကမှထူးခြားတဲ့အကြောင်းအရာပေါ့။ဒါဘူးသူရလည်းရစရာပါတယ်။နောက်တစ်ခုကကဘာကြီးပေါ်မှာမျက်ခြေပြက်မသွားဖို့အတွက်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက Ukraine Russia စစ်ပွဲပေါ့နော်။ Ukraine Russia စစ်ပွဲနောက်ခံမှာ အမေရိကန်ကယူကရိန်းကို Tomahawk ခရစ်တုံးကြီးတွေထောက်ပံ့ဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှရုရှားသမ္မတဗလာဒီမာပူတင်ပူတင်ကနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးတော့မှတင်းခံတဲ့အနေအထားရှိတယ်အဲ့တော့အဲ့ဒီအနေအထားကိုဖိအားပေးချင်တာပေါ့နော်ပြောရရင်ရုရှားကိုအမေရိကန်ကစက်ကူကြားလို့တံပတ်ထားတာပေါ့နော်အဲ့ရုရှားကလည်းဒီဟာနဲ့ပတ်သက်ပြီးတော့မှတော်တော်ကိုစိုးရိမ်မှုတွေမြင့်တက်နေပါတယ် တော်တော်လေးစိုးရိမ်ပါတယ်ဒီ Tomahawk ခရစ်တုံးကြီးတွေယူကရိန်းကိုပေးအပ်မှာကိုတော်တော်စိုးရိမ်နေပါတယ်ကြောက်နေတယ်ပေါ့ဗျာနော်နောက်ပြီးတော့ American Tamara Donald Trump ကလည်း Ukraine Tamara Zelensky ကိုမေးထားတယ်မင်း Tomahawk တွေရလို့ရှင်မင်းဘာလုပ်မလဲဆိုမေးထားတယ်အဲ့အဖြေရတယ်မေးရတယ်နော်အဲ့တော့ဒါကဖြစ်လာနိုင်တဲ့အခြေအနေပေါ့နော်ပြရလို့ရှိရင်တော့ရုရှားတော်မချောင်းတော်တော်ကိုမချောင်းနော်အဲ့တော့ဘာကြောင့် ရုရှားကဒီဒိုမဟော့ခရစ်တုံးကြီးတွေကိုကြောက်ရတယ်လဲဆိုတော့ဒီတုံးကြီးနဲ့ပတ်သက်တဲ့အချက်အလက်တွေကျွန်တော်ပြောပါမယ်။ဒိုမဟော့ဆိုဒီမှာမျိုးစားကတော့အမေရိကန်ထုတ်တာပေါ့နော်။တာဝေးပြည့်မြေပြင်ပြတ်မှတိုက်ခိုက်ရင်ခရစ်တုံးကြီး Subsonic Christmas Sign လို့ခေါ်တာပေါ့နော်။အဲ့တော့သူကတာဝေးပြည့်တယ်မြေပြင်ပြတ်မှကိုပြတ်တာပေါ့နော်။အဲ့သူ့ရဲ့စွမ်းဆောင်ရည်တွေကပြန်တမ်းမှုလမ်းကြောင်းကို program ဆွဲထားတယ်။ဒီကနေပြတော့ညွှန်ကြားထားတာပေါ့နော်။ program ဆွဲနိုင်တယ်မြေပြင်ကိုသူက အနိတ်ပြန်တန်းနိုင်တယ်အဲ့တော့အနိတ်ပြန်တန်းနိုင်တဲ့အတွက်ကြောင့်မို့လို့သူကဒီလေချောင်းရံကာကွယ်ရေးရီတာထောက်နိုင်ရည်တွေကိုရှောင်ရှားနိုင်စမ်းရှိတယ်အဲ့ဒါပဲရုရှားအားကြောင့်အတကုံကြောက်နေတာနောက်တစ်ခုကသူကဘလောက်ဒီအကွာဝေးပြေးနိုင်လဲဆိုတော့ဝါရှင်တန်လိုက်ပေါ့ဗျာကီလိုမီတာ1600အထိကီလိုမီတာ1600ဆိုတော့ကျွန်တော်မိုင်အားဖြင့်ဆိုမိုင်1000လောက်အထိကိုရောက်နေမိုင်1000ဆိုစဉ်းစားကြည့်ပေါ့ဗျာနော် ယူကရိန်းကနေပြစ်လိုက်မယ်ဆိုလို့ရှိရင်အဲရုရှားရဲ့ဟိုးမော်စကိုအထိမော်စကိုအပါဝင်တကယ့်ကိုအဓိကကျတဲ့အစီအပြတ်မှတ်တွေအထိချိန်ချောင်းနိုင်စမ်းရှိတယ်ဒီဒုံးကြီးကနော်အဲ့လိုရှိတယ်ကွာဝေးရဲ့နေတော်မှမဟုတ်တာနော်အဲ့တော့အမေရိကန်ကဒီတိုမာဟော့ဒုံးကြီးတွေကိုယူကရိန်းကို PF ဖို့ဘာကြောင့်စဉ်းစားလဲဆိုတော့သူ့မှာရည်ရွယ်ချက်တွေရှိတယ်အဲ့ဒါကပါလဲဆိုရုရှားကိုငြိမ်းချမ်းရေးစပွဲဝိုင်းကိုသူခေါ်ခြင်းနဲ့ခေါ်ရဲဒါပေမဲ့အလုံးမဖြစ်ဘူးအဲ့တော့မာဗျူဟာမြောက် VR ပေးတာပေါ့နော်အဲ VR ပေးတဲ့သဘောပဲ chip ပေါ့ဗျာနော် VR ပေးတဲ့ကတ်ကတ်ပေါ့နော်ထုတ်သုံးလိုက်တာအဲ့ရအပေးမယ်နော် main blue တော့နောက်ပြီးတော့တမရတော်နဲ့ Trump ကိုယ်တိုင်က Putin ကငြိမ်းချမ်းဆွေးနွေးဖို့အငင်းဆန်နေတဲ့အပေါ်မှာစိတ်ပြတ်နေတယ်စိတ်ပြတ်နေတော့ဒီ Dubai Hawk နဲ့ချင်းချောက်တာပေါ့နော်အဲ့တော့မင်းစိတ်ဆက်ညီနိုင်မှုကိစ္စကိုအရှိန်မြင့်ပြီးလုပ်မလားမင်းဒီလိုမျိုးစစ်ပွဲကိုဆက်ပြီးတော့လုပ်နေမှာလားဆိုတာပေါ့နော် အဲ့တော့ Tomahawk ရောက်လာလို့ရှိရင် Russia ကဘုံကျဲလေယာဉ်တွေအခြေစိုက်တဲ့အဓိက latest scan တွေနောက်တော့က drone ထုတ်လို့ရစိုက်ရုံဓာရီကိုဒီနောက်ပြီးတော့ထောက်ဖို့လမ်းကြောင်းတွေဓာရီကိုတိတိယောက်ယောက်လုံးဝတိုက်ခိုက်နိုင်မှာဖြစ်တယ် Russia ရဲ့ဆုံးရှုံးမှုကလည်းမနေဘူးနော်မနေဘူးအဲ့လိုဖြစ်မှာအဲ့တော့ Russia ကကြောက်တာပေါ့ကြောက်တော့ဒါကဘလို့ဖြစ်တယ်ဘာညာဖြစ်တယ်ပေါ့ဒါပေမဲ့ Russia ကဒီ Tomahawk တွေပေးတာနဲ့ပတ်သက်ပြီးတော့မှအောက်ကလည်းနေသေးတယ် ဟိုကလည်းမလျှော့ဘူးဗျာအောက်ကနေဆဲတာဗောဗျာเนาะအဲ့တော့ဆဲတယ်ဒီကောင်ကလည်းเนาะတင်းခံတာဗောเนาะဆေးချင်းချောက်မှုတွေဗောသူပြန်လုတ်တယ်ဗျာเนาะအဲ့တော့ဒီတူမာဟော့ကိစ္စပေါ့ရုရှားကအပြင်းအထန်တုံ့ပြန်တယ်အဲသူ့ရဲ့ဒီစစ်ပွဲဆိုင်ရာညီမှန်းချက်တွေသူကမပြီးမချင်းအချိန်ဆွဲပြီးတော့မှတင်းခံမဲ့သဘောကိုလည်းသူပြတာထားတယ်ပေါ့เนาะအဲဒီတူမာဟော့ပြရလို့ရှင်ရင်ဒါဟိုပေါ့เนาะစစ်ရေးကို အဆင့်မြင့်တဲ့စရေးအစ်စ်အဆင့်မြင့်တဲ့အခြေအနေမျိုးဖြစ်လာမယ်ဆိုပြီးပူတင်ကတတိပေးတယ်။အဲ့တော့သူကနောက်ပြီးတော့အမေရိကန်ရုရှားဆက်ဆံရေးကိုလည်းဒီလိုတူမဟုတ်ဒီပေးလို့ရှိရင်ဒါမင်းငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုမင်းဖြည့်ဆည်းပြည့်ရရောက်တယ်ပေါ့နော်။ငါလည်းဖြည့်ဆည်းပြည့်မယ်ဆိုတဲ့ပုံစံမျိုးသူကပြန်ပြီးတော့ချင်းချောက်တယ်။နောက်ကတူမဟုတ်ကိုအမေရိကန်စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့တိုက်ရိုက်ပေါင်းမှုမရှိဘဲနဲ့အတုံးပြူကိုမဖြစ်နိုင်ဘူးဆိုပြီးတော့လေဒီရုရှားက အပူတင်ကပါဆောရကတက်တယ်အဲ့တော့မင်းကဒီတိုက်ပွဲမှာမင်းကိုယ်လည်းဝင်ပြီးတော့တိုက်တဲ့သဘောပဲเนาะဒါကြောင့်မင်းနဲ့ငါနဲ့ကပို့ပြီးတော့မှတင်းမာမှုတွေဖြစ်နေမယ်သူကဒါမျိုးပေါ့เนาะယူကရိန်းကသူ့အတူပစ္စည်းပေးရုံနဲ့တော့ယူကရိန်းမလုံနိုင်ဘူးအမင်းတို့ကိုယ်တိုင်ကိုယ်ကျဝင်တိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့မင်းနဲ့ငါနဲ့ကရန်သူတွေဖြစ်မယ်မင်းသူ့ကြတော့ဟိုမှာမြောက်ကိုရီးယားစစ်သားတွေကိုသူ ခေါ်တိုက်ခိုင်းတယ်ဒါလည်းအဲ့လိုမျိုးတော့ဒီအာနာရှင်ဆိုတဲ့ကောင်တွေကလေသူတို့လောက်တော့မှန်တယ်သူတို့ဟိုမှာမြောက်ကိုရီးယားစစ်သားတွေကိုခေါ်ပြီးတော့ အစပေါ်တဲ့သူကိုခေါ်သုံးတာကြတော့သူတို့ကမှန်တယ်။အဲသူများကဟိုမှာဒီတူမာဟော့ဒုံးကြီးတွေကိုပြစ်ဖို့အတွက်အမေရိကန်စစ်ဖက်ကျွမ်းကျင်သူတွေရပါလာလို့ရှင်။ဒါမင်းကတိုက်ရိုက်ပါဝင်တာပဲလို့ဘာလို့ညာတော့အဲအဲ့လိုမျိုးသေးလားနော်။နော်။နောက်တစ်ခုကပူတင်ကဘာကြောင့်တင်းခံနေလဲဆိုတော့ဒီဆွေးနွေးပွဲကိုပေါ့နော်။သူတိမ့်ပိုက်ထားတဲ့နေမျိုးတွေကိုအတိမတ်ပြူရမယ်။သူ့အနေနဲ့ဒါဒီတိမ့်ပိုက်ထားတဲ့နေမျိုးတွေသူအပိုင်ယူမယ်ပေါ့ဗျာနော်။နောက်တစ်ခုကယူကရိန်းဘက်ကိုမင်းတို့မလိုက်နဲ့။ မလိုက်နဲ့နော်ယူကရိန်းကအရှုံးပေးရမယ်အဲ့စည်းကမ်းချက်တွေသူကမျှော်လင့်ထားတယ်နောက်တစ်ခုကဒီအနောက်အုပ်စုအနေနဲ့ NATO အုပ်စုအနေနဲ့စည်းထောက်ပံ့မှုတွေဒါရော့ကျသွားမယ်ရော့ကျသွားအောင်သူလုပ်မယ်ပေါ့သူ့ရဲ့သဘောကတော့စစ်ပွဲကြာရှည်လို့ရှိရင်နောက်ပိုင်းကျရင်ဒီ NATO ဖွဲ့ကလည်းယူကရိန်းကိုမထောက်ပံ့တော့ဘူးဗျာအဲ့လိုပုံစံမျိုးနဲ့သူကလည်းဆွေးနွေးပွဲမလုပ်ခင်နဲ့ငြင်းငြင်းဆွေးနွေးပွဲမလုပ်ခင်နဲ့သူကအချိန်ဆွဲထားတဲ့သဘောမျိုးပေါ့နော်အဲ့လိုလုပ်နေတဲ့သူကလည်းရွေးချက်တွေရှိတယ် ုတ်ပြီလားဆိုလို့ရှိရင်ရုရှားကရောသူရှင်မှာဒီတူမဟော့လို့ဒုံးကြီးတယ်မရှိဘူးလားဆိုတော့ရှိတယ်ရှိတယ်သူ့မှာလည်းရှိတယ်အဲ့တော့ရုရှားမှာလည်းဒီတူမဟော့နဲ့အလားတရံတူတဲ့တာဝေးဒီခရစ်တုံးကြီးကလီပါ 3M40 ဆိုတာရှိတယ်အဲ့ဒီကောင်ကသူကရေငုပ်သင်းမောတွေနဲ့အဲသင်းမောတွေကနေပြီးတော့မှပြတ်ထွက်နိုင်တယ်ပေါ့နော်ပြတ်ခတ်နိုင်တဲ့အကွာဝေးကလည်းတူမဟော့နဲ့အပြိုင်အဆိုင်မဲ့ကီလိုမီတာ1600လောက်မျိုးစားလိုက်ပေါ့နော်သူရဲ့အဲ version လိုက်ပေါ့နော်ပြတ်နိုင်တယ် အဲ့တော့ခြားနားချက်ကဘာလဲဆိုတော့ဒီတူမာဟော့ကမြေပြင်စံချိန်ပိုကောင်းတယ်ပြစ်မှတ်ကိုသူအချိန်နဲ့တပြေးညီပြောင်းလဲနိုင်တဲ့ဤပညာသူက real time ကို real time ကိုသူက retargeting လုပ်နိုင်တယ်ချိန်နဲ့တပြေးညီကိုပြောင်းလဲပြင်တယ်ကျွန်တော်တို့စစ်တိုက်လို့ရှိရင်စစ်မြေပြင်မှာအဲစစ်နိုင်ရတဲ့ကဏ္ဍကြီးတွေမှာပြောင်းလဲပြင်လဲရှိခြင်းဆိုတဲ့အချက်ပါတယ်အဲ့ဒီသဘောပဲဒီတူမာဟော့တွေကလည်းသူက အချိန်နဲ့တပြေးညီပြောင်းလဲနိုင်တယ်အခုထွက်သွားတယ်ထွက်သွားပြီးတော့မှဥမာသူ့ရဲ့ပြစ်မှတ်ကဒီပြစ်မှတ်ပေါ့ဒီပြစ်မှတ်မဟုတ်ဘူးတခြားပြစ်မှတ်အဲ့လိုမျိုးပြောင်းလဲပြင်လဲလုပ်နိုင်တယ်အဲ့ဒါမျိုးပေါ့နော်အမျိုးသူကဒီ real time မှာပြစ်နေတဲ့အချိန်မှာပဲအမျိုးမျိုးလုပ်လို့ရတယ်ဒါလည်းစစ်အောင်နိုင်ရခြင်းအကြောင်းကြီးတွေကတစ်ချက်ပါတယ်ပြောင်းလဲပြင်လဲရှိခြင်းဆိုတာအဲ့တော့သူ့ရဲ့ခြားနာချက်ကအားလားမြေပြင်မှာစံချိန်ပို့ကောင်းနေပြစ်မှတ်ကိုအချိန်နဲ့တပြေးညီပြောင်းလဲနိုင်နေ real time retargeting လုပ်နိုင်နေဒါကသူ့ရဲ့အာသာချက်ပေါ့နော် တော့တုံဟောက်ဒုံးကြီးတွေကိုရုရှားရဲ့လေကြောင်းရံကာဝေးစနစ် S 400ပေါ့နော်အဲ့ဒါတွေက S S 400ပေါ့နော်အဲ့ဒါအဲ့ဒါတွေကအပြည့်ဝကာဝေးပေးနိုင်ခြင်းရှိမရှိဆိုတာလည်းစဉ်းစားကြရရှိတယ်အဲ့တော့ရုရှားရဲ့ဒီအဆင့်မြင့်ဆုံးလေကြောင်းရံကာဝေးစနစ်အဲ့ဒါလေဒီ cruise ဒုံးကြီးတွေကိုခြားပြန့်နိုင်စွမ်းရှိတယ်လို့တော့သူတို့ကကြေညာထားတယ်ဒါပေမဲ့ထိတ်တိုင်မတွေ့ဘူးတွေဘူးနောက်တစ်ခါဒီ Panzer S1 ဆိုတာရှိတယ်ရုရှားရှိမှာလေအဲ့ဒီ လေချောင်းရံကာကွယ်ရေးကသူကအနိကပေါ့နော်အနိကကာကွယ်ရေးအတွက်သူကဒီဇိုင်းထုတ်ထားတာသူကနိမ့်နိမ့်ပြန်တန်းနိုင်တဲ့ပြတ်မှတ်တွေပေါ့နော်ဒါတွေကိုတိုက်ခိုက်လာတဲ့အခါမှာလည်းသူကပြန်ပြီးတော့မှတိုက်ခိုက်နိုင်တယ်ခုနကတိုမဟော့ကလည်းဒီရေဒါတွေပေါ့နော်ရေဒါတွေကိုရှောင်ကွင်းနိုင်တယ်သူကနိမ့်နိမ့်ပြန်တန်းနိုင်တဲ့ရေဒါတွေကိုရှောင်ကွင်းနိုင်တယ်အခုသူကလည်းဒီလိုမျိုးနိမ့်နိမ့်ပြန်တဲ့ပြတ်မှတ်တွေကိုလည်းဒီပန်ချာအဲစွမ်းကလည်းတိုက်ခိုက်နိုင်တယ်ရှိတယ်လို့တော့ ရုရှားကထုတ်ပြန်ချက်ထုတ်ပြန်တာတယ်အဲ့တော့ရုရှားစနစ်တွေမှာဒီလိုစွမ်းရင်ရှိရတာရှိတယ်လို့ကြေညာထားမိမယ်လေတူမာဟော့ကိုကာကွယ်ဖို့တော်တော်ခက်ခဲတယ်လို့တော့အားလုံးကသုံးသပ်ထားတယ်ပေါ့နော်တူမာဟော့ကဒီရေဒါထောက်လန်းမှုကိုရှောင်လဲဖို့အတွက်မြေပြင်ကနေတော်တော်နှိမ့်နေအခြေအနေကနေပြန်တန်းနိုင်စွမ်းရှိတဲ့အတွက်ကြောင့်မလို့လို့ဒီ S4 အတွက်လို့စနစ်တွေကအချိန်မီခြေရာခံဖို့ခက်ခဲစေရင်အဲ့လိုခြေရာခံဖို့ခက်ခဲတဲ့အတွက်ကြောင့်မလို့ခုနကပြောတဲ့ ပန်ဆာ S1 တွေကတိုက်ဖို့အတွက်တော်တော်လေးခက်ခဲသွားမဲ့သဘောရှိတယ်။နောက်တစ်ခါနောက်တစ်ခုကပါလဲဆိုတော့ဒီ Tomahawk တွေကအမေရိကအမေရိကန်ကအများကြီးထုတ်ထားတာ။အများကြီးထုတ်ပုံနေတယ်အမေရိကန်ကအဲ့တော့ဒီတူမာဟော့တွေကိုယူကရိန်းမှာအမေရိကန်ကလည်းစမ်းသပ်ချင်တဲ့သဘောရှိတယ်။အဲ့တော့တူမာဟော့အများအပြားကိုတပြိုင်တည်းစုပစ်လိုက်မယ်ဆိုလို့ရှိရင် strong attack ပေါ့နော်။အဲ့တော့ဒီရုရှားကာကွယ်ရေးစနစ် S400 တို့ Pinksar တို့ဘယ်လိုကောက်ွက်မလဲ မကာဝင်နိုင်တော့ဘူးမလွယ်ဘူးအဲ့ဒါကိုရုရှားကတည်အဲ့ဒါကြောင့်ကြောက်တာနော်နောက်တစ်ခုကဒီထောင်လိုင်းဆန်ရပေါ့အမေရိကန်ထောင်လိုင်းရဒါကောင်းတာနော်အဲ့တော့အမေရိကန်ထောင်လိုင်းအချက်လက်တွေနဲ့ဒီတူမော်ဟော့လမ်းကြောင်းတွေကိုဒီရုရှားရေဒါကာကွယ်ရေးစနစ်တွေမရှိတဲ့နေရာနေပြောဖြတ်ကျော်ပြန်တန်းနိုင်အောင်လို့စီစဉ်နိုင်မယ်လို့လည်းဒါကပ္ပစီးလိလာသူတွေကသုံးသပ်ထားတာရှိတယ်အဲ့ဒါကြောင့်ပူတင်ကြီးကဒီတူမော်ဟော့ပေးမှာကိုတော်တော်လေးကိုကြောက်နေပါတယ်ကျွန်တော်တို့ပေးလိုက်စေချင်တာတဲ့လား ။ဘာဖြစ်လို့လဲဆိုတော့ဓမ္မကိုအာရမကအနိုင်ယူထုံးစံမရှိဘူးဗျာ။နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကဘာကြီးကတကယ်ကိုမတရားဘူးနော်။တလောက်သူများနိုင်ငံကိုသွားပြီးတော့မှကျူးကျော်တဲ့ကောင်တယောက်ကိုကျွန်တော်တို့နှိမ့်ကိုရမှာဗျာနော်။ဝိုင်းနှိမ့်ကိုရမှာ။အဲ့တော့ဒီလိုချက်လက်တွေကြောင့်နိုင်ငံရေးချက်တဲတွေကိုကျော်လွှားဖို့အတွက်ပေါ့နော်။ဒါဒိုနယ်ထရန့်ကပြရားပေးတဲ့သဘောပါပဲနော်။ဒါကိုချုပ်ပြီးပြောရလို့ရှိရင်ဒီတူမာဟော့ကက အရှင်တွေ့ဖို့အတွက်ပေါ့နော်အရှင်မြင့်တာဂျီဝါရဲ့ဒီမာဂျီဝါရဲ့အထုထိတ်ဖြစ်တယ်လို့ပြောလို့ရတယ်ဒီလက်နက်ကြောင့်ရုရှားရဲ့အခြေခံအဆောက်အအုံတွေထောက်ပံ့ရေးလမ်းကြောင်းတွေနောက်ခေါင်းဆောင်တွေနေတဲ့ဌာနတွေကွန်မန့်စင်တာတွေပေါ့နော်ဒါတွေကဒီတူမာဟော့ရဲ့တိုက်ခိုက်မှုတံကိုခံရနိုင်တဲ့အခြေအနေရှိတယ်နောက်ရုရှားပိုင်နဲ့နက်နက်ရှမ်းရှမ်းကိုနော်ချိန်ချုပ်လာတဲ့အခြေအနေမျိုးရှိတယ်ပေါ့နော်အဲ့လိုရှိလာမှဒါပူတင်ကဒါဆွေးနွေးစပွဲဝိုင်းကိုရောက်လာဖို့အမေရိကန်ကတွတ်ဆထားတဲ့ game changer ပေါ့နော် game changer ပူတင်ရဲ့အချိန်ဆွဲစစ်ပွဲကိုဒါရက်တန့်တော့အောင်ဒွန်နယ်ထရန့်ကဖိအားပေးတဲ့သဘောပေါ့နော်နောက်တစ်ခုကတော့ပူတင်ကအဲ့ဒီချင်းချောင်းမှုကိုခံနေရပါမယ်လေအခုအချိန်ဆွဲပြီးတော့မှအနောက်အုပ်စုကိုကျော်လွှားပြီးဒီပေါ့နော်သူလိုချင်တဲ့နေရာတွေကိုအခုချိန်ထိလက်လွတ်ဖို့တော့မစင်စားသေးဘူးပူတင်ကစစ်ပွဲမှာအဲသူအာနာတီမြေကြီးအတွက်ပေါ့လိုအပ်တဲ့အမျိုးသားရေးဝါဒကိုအမြင့်တင်နေတဲ့အနေအထားလည်းတွေ့ရတယ်အဲ့တော့ ရုရှားရဲ့တမိုင်းဝင်နေမိများလို့သူယူဆထားတဲ့နေရာတွေကိုပိုင်ဆိုင်မှုမရမချင်းသူကတော့တင်းခံနေမဲ့သဘောရှိတယ်။အဲ့တော့တူမာဟော့ကိုပေးမယ်ဆိုလို့ရှိရင်သူကဆက်ဆံရေးကိုဖြတ်စည်းမယ်လို့တော့ချိန်ချောက်ထားတယ်။အဲ့တော့လက်နက်ပေးမှာကိုတော့တော်တော်လေးကြောက်နေပါတယ်။အဲ့တော့ဒီတူမာဟော့တွေကိုပေးလိုက်မယ်ဆိုလို့ရှိရင်စစ်ပွဲကရုရှားနေမိရဲ့နော်ရုရှားနေမိဟိုအတွင်းပိုင်းမော်စကိုရူပါရိုတီနော်နက်နက်ရှမ်းရှမ်းကိုအချိန်မြင့်တင်သွားမှအဆင့်ကိုရောက်သွားမှဖြစ်တယ်။ ်ပူတင်ကိုသူ့ရဲ့အနေအထားကိုပြန်လည်သုံးသပ်ဖို့ဒါတွန်းအားပေးသွားမှာဖြစ်တယ်။ငြိမ်းချမ်းဆွေးနွေးပွဲစတင်ဖို့အတွက်အခွင့်အလမ်းတွေပို့ပြီးတော့မှအများလာနိုင်ပေမဲ့လည်းပူတင်ရဲ့တုံ့ပြန်မှုကဘလောက်ပြင်းထန်မလဲဆိုတော့ဘုရောခံမရတော့ခက်သေးတယ်။အဲ့တော့မပေးဘူးဆိုလို့ရှိရင်ရုရှားကလက်ရှိသူ့ရဲ့အချိန်ဆွဲတဲ့ဗျူဟာကိုဆက်ပြီးတော့ကျင့်သုံးပါပဲ။အမေရိကန်နဲ့အနောက်အစိုးရတွေကယူကရိန်းကိုစစ်ရေးရအနိုင်ရဖို့ပြရားပေးတဲ့နေရာမှာပို့ပြီးတော့မှခက်ခဲလာမယ်ပေါ့နော်။အဲ့တော့တိုမာဟော့ရဲ့ချင်းချောက်မှုဟာအမေရိကန်ရဲ့ ရည်ရချက်နဲ့ပူတင်ရဲ့အလျှော့မပေးလို့သောဆန္ဒကြားမှာပေါ့နော်သူတို့နှစ်ခုကြားမှာနောက်ဆုံးပိုင်းကိုစတင်ဖို့ဖျားပေးနေတဲ့အရေးကြီးဆုံးလက်နက်တစ်ခုဖြစ်တယ်ဆိုတာကိုသုံးသပ်တင်ပြလိုက်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်တွေ့ကြတာပေါ့